ဟယ်လိုမတ်တန်ကြီးမင်္ဂလာပါဗျာသိမ့်ပါရေတကယ်ပါပဲတော့ STB ရဲ့ဂုံယူစရာတမန်လေးတစ်ခုဖြစ်တဲ့ exchange listing လောက်တာတုံးပတ်ပြည့်သွားပြီဖြစ်ပြီးရေဦးပြည်သူတို့အတွက်တုံညာကနေစတင်ခဲ့ပြီမယ်ဒီ listing ကတစ်ဆင့် ICO round 1 round 2ရောကရင်းနှီးညှုံ့နှံငွေတွေအားလဲတံပိုးအဖြစ်မြင့်တက်ရရှိတာကိုတွေ့ရတာဟာကျော်လန်ပြည်သူတိုင်းရဲ့အောင်ပွဲမင်္ဂလာပါပဲတော့ဟုတ်ပါတယ်မတ်တန်ကြီးဒီအောင်ပွဲဟာ SDB ရဲ့စစ်မှန်တဲ့調査အထောက်မှုအစင်းတစိုက်ယုံကြည်အားပေးခဲ့ကြတဲ့ပြည်သူတွေရဲ့စုပေါင်းအင်အားနဲ့အခုချိန်မှာတော့ SDB token တွေဟာတားဆီမြေးဆက်အမွေလက်စင်ကမ်းမှုလွတ်လပ်ခြင်းအမွေနှစ်တည်ဖြစ်လာပြီပေါ့ဗျာဟုတ်ပါတယ်ကသိန်းမောင်ကြီးအစ်စ်ဆဲအုပ်စုကတော့အတူငွေတွေတံပိုးအမွေပြန်အောင်လို့ပိုင်တိုင်မှုတွေပိတ်သိမ်းပြီး prisoner တွေလို့ပြပရောက်လုံသားတွေရဲ့ငွေကို ပတရားဓမြတိုက် ငံကြရန်ငွေတွေစိတ်ရင်းမရှိအင်းမရှိစိတ်ရင်းမှာတုံးဆွဲစရှိတဲ့ပြည်သူကိုခေါင်းပုံဖြတ်နေတဲ့ကြားဖြန့်စစ်တပ်စစ်စစ်ပဲလို့ပဲအမှတ်ချင်ပါတယ်တော့မှန်ပါတယ်ဗျာအဲဒီလိုချိန်မှာတော့ SDB ကပြည်သူ့မျိုးကိုအလုံးကြုံဆုံးနဲ့စိတ်အချရာဆုံးဖြစ်အောင်ထိန်းသိမ်းပေးခဲ့တယ်။ဒါရင်မကပဲငွေကြေးဖောင်းဝမှုကနေကာဝယ်ဖို့ရွှေယူမလားငွေယူမလားအတိုးဆိုလဲအမြင့်ဆုံးနဲ့ပေးထားတယ် ဝင်ဆောင်မှုတွေချဲ့ထွင်တယ်။ share token တွေရောင်းပေးခဲ့တယ်။ဒီအချက်တွေဟာနောက်တစ်ချိန်မြန်မာနိုင်ငံတည်အထိပြောက်ကွယ်မသွားနိုင်တဲ့ SDB ရဲ့စေတနာမေတ္တာတွေဖြစ်ပြီးဒီလိုဘန်နာရေးခံတဲ့တစ်ခုအဖြစ်အခိုင်အမာရပ်တည်ခဲ့တဲ့ SDB မှာအခုလဲလာစာဝင်လိုပဲဖြစ်ဖြစ်ခီပေါလိုပဲဖြစ်ဖြစ်အဲမန်ယူနိုင်လိုပဲဖြစ်ဖြစ်ရလာတဲ့ငွေတွေကို SDB token မှာရင်းနှီးမြှုပ်နှံနိုင်နေတာဟာ မင်္ဂလာတပါပါပဲမျိုးဟုတ်တာပေါ့တော့အခုလို listing အံဝဲကာလမှာတုန်ကင်ကန်ဆောင်ထားသူတွေအတွက်တုန်ကင်တွေရဲ့တံမှုကိုညှင့်တင်ဖို့အစွမ်းထက်ဆုံးနဲ့အတိတ်ပြူလာကရိုးရိုးလေးပဲဒါတော့ဘယ်ဟာငွေရရတုန်ကင်ဆက်လက်ဝယ်ယူစုဆောင်းထားကြဖို့ပါပဲတော့ပြီးတော့ vesting unlock ဖြစ်လို့ဖြစ်စီ airdrop ရထားလို့ဖြစ်စီဥပိုင်ဆိုင်ထားတဲ့တုန်ကင်တွေကိုရောင်းမထုတ်ပြစ်ဖဲနဲ့ ပိုင်ထားခြင်းကပဲတုံကင်တို့ရဲ့စစ်မှန်တဲ့ဈေးကွက်အင်အားကိုပေါ်ပြတယ်လို့တံပိုးကပါတပါးရဲမြင့်တင်ရရောက်ပါလေတော့ဟုတ်တယ်ဗျို့ဒါပေမဲ့မတ်တဲ့ရင်ဒီမင်္ဂလာလောက်နေတော့ကျွန်တော်တို့တင်းတိန်လို့မရသေးဘူးနော် STB ရဲ့ HA list အောင်မြင်မှုဟာအဆုံးသက်လုံးဝမဟုတ်သေးဘူးဗျာကျွန်တော်ရဲဘော်တွေအနေနဲ့ Federal ဘန်းတိုင်ရောက်ဖို့နိုင်ငံရေးစီကြီးမှသာမကဘန်နာရေးမှာပါ အမှားအယွင်းမရှိ တော်လန်ရက်တီဖို့နဲ့စစ်အုပ်စုရဲ့အတုအယောင်ရွေးကောက်ပွဲကိုတိုက်ချက်နိုင်ဖို့အတွက်လဲဗန္ဒာရေးမန်တိုင်းခိုင်မာဟောင်း SDP ကဆက်ပြီးကူညီပေးဦးပါဗျဟုတ်ပါတော့ဒီတို့ဗန္ဒာကိုကာကွယ်ဖို့ SDP နဲ့အတူ Federal ဗန်းနိုင်စီအတူတကွဆက်လက်ချီတက်ကြရမှာပါတော့ဒါနဲ့နိုင်ယူကနိုင်ပွဲတွေဆက်နေပြီဆိုတော့မှတ်ပေးစရာရဲ့ဘယ်အဆင့်ကိုရောက်နေမလဲဆိုတာပြောပြပါအောင်တသိမ့်ပါ යි ဒီလိုကြီးတော့မမေးသေးပါဘူးဗျာ